ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Good Story YouTube Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါရယ်။ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာရဲဝင်းထွန်းရေးသားထားတဲ့ဦးကြည်မောင်နဲ့အစာပင်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ရှင်။ဇာတ်လမ်းကြောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကို Like and Subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါရယ်။အသေးသေးတင်ဆက်သိရှိဖို့အတွက်ကတော့ ဘေးနာနိုတီဘဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော် အားလုံးကျေးဇူးများတင်ပါတယ်ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးသွားမဲ့သူကတော့ကျမဖွေးဤပဲဖြစ်ပါတယ်ရှင်ဟာဘလို့ဖြစ်တာလဲကျုပ်ရှိမှမြင်နေရတဲ့ဇေဒီလေးကိုကြည့်ပြီးကျုပ်ကတော့တယောက်ထည်ရေရွမိတာပေါ့ဇေဒီရဲ့ဘေးမှာကလည်းအပေါင်ကြီးတစ်ပေါက်ရှိလို့ဗျအပေါက်ပုံကြည့်ရတာဖောက်ထားတာတရက်လောက်ပဲကြာအောင်မယ်ထင်တယ်။ကျုပ်ကလည်းအိမ်မက်ထဲကအမျိုးသမီးပြောတာသိကြပြီမို့ ကြွားသေးကိုပြန်ပြီးတကြီးလုံးတင်ကိုလည်းပြောပြရတာပေါ့ဟေးဇေဒီပြတ်ဌာပနာအဖောက်ခံရတယ်ဟုတ်လားဟုတ်တယ်ဘာကြီးလုံးတင်ရဲ့ညာအမျိုးသမီးတယောက်ကျုပ်ကိုအိမ်မက်ပေးတာနဲ့မယုံလို့အခုမနဲ့သွားကြည့်တာတကယ်အဖောက်ခံထားရတာဗျဟုတ်တဲ့သူကတခြားသူမဟုတ်ဘူးညာကမှသေးသွားတဲ့ကိုဘတောင်းကြီးဗျဟေးဒီကောင်ဘတောင်းအဲ့ဒါကြောင့်ရွာကိုအကြံနဲ့ရောက်လာတာပေါ့ကဲကဲတာလာရွာတရားသူတွေကို နေလေတနာရီအစည်းအဝေးလို့လိုက်ပြောပေးစမ်းကွာကျောက်ကလည်းတကြီးလွန်းတင်အမိန့်နဲ့ရွာရိုးကိုပေါင်းရှောက်ရတော့တာပေါ့အဲတင်ရွာလုံးကုံသွားတော့မှနောက်ဆုံးကျန်တဲ့ဦးကြီးမောင်အိမ်ကိုဝင်လိုက်တယ်ကျောက်အိမ်ထဲကိုရောက်တော့ဦးကြီးမောင်ကနှီးဖြာနေတာဗျဝယ်စိတ်ကလေးတွေပြီးမှချပြီးရေနွေးလေးတောင်းလိုက်နှီးလေးဖြောင်းလိုက်နေပေါ့ဗျာကျောက်တို့ရွာကားသူတွေကတော့ရေနွေးဆိုရင်သိကြိုက်တဲ့သူတွေလေအဲတချို့ဆိုရင်ရေနွေးပါမှာထမင်းစားတတ်တော့တာပဲဟင်အချင်းဟင်းချက်ပေမဲ့ ရေနွေးလေးတောင်းလိုက်ရမှထမင်းစားကောင်းနေလို့တောင်ဆိုကြတဗျာဦးကြီးမောင်တယောက်ထဲစိန်ကြနေရပေါ့မကြနိုင်ပါဘူးငါကောင်ရနှီးပြပြီးနွားတင်းကုတ်ကို အမိုးမိုးရအောင်မယ်ဦးကြီးမောင်နွားတင်းကုတ်အမိုးကမိုးပြီးသားမဟုတ်လားအစားကတော့မိုးပြီးသားပေါ့ကွာညကတော့လေးတိုက်ပြီးအမိုးကြီးပြုတ်သွားလို့လေညညလေကအဲ့ဒီလောက်တောင်တိုက်တာလားကြောက်သီးတောင်မသိလိုက်ဘူးညနဲ့နေပါပြီကွာ သကောင်းနောင်ကျော်လို့တနာရီတော်ထိုးနေပြီအလေးပြင်းတာကြောင့်နေမဟုတ်ဘူးကွာငါတင်းကုန်အမိုးကလည်းမိုးထားတာကြာနေပြီဆိုတော့နှီးချက်တွေရလည်းမခိုင်တော့ဘူးလေအဲ့ဒါကြောင့်ပြုတ်သွားတာအော်ဒါနဲ့ဦးကြီးမညာစိတ်လွတ်ထားတာဆိုဘယ်ဟိုစိတ်နဲ့သွားနေရတော့ကျုံမေးလိုက်တော့ဦးကြီးမောင်ကကြောက်ကိုထူးဆန်းသလိုကြည့်ပြီးတာလှပညာရီများစွမ်းလာတာလားကွာငါမပြောထားတာတော့သိနေပါလားဟဲဟဲ 調査မှုရဲ့ရလက်တွေပေါ့ဗျာဒီတခါတော့တာလာရင်မင်းတို့ချီးကျူးသွားပြီကွာဒါနဲ့ဥိမောင်ညာရွာမှာဖြစ်သွားတာတွေဘာမှမသိလိုက်ဘူးလားဟင်ညာရွာမှာဘာဖြစ်လို့တော့အခုမနေ့ဘာတည်းမှလည်းမကြားမိပါဘူးဖြစ်ပါပြီလားဗျာညာဥကြီးမောင်စိတ်လွတ်ထားတော့မသိတာဖြစ်မယ်ဗျညာကဖြစ်သွားတာလေသွေးပြက်စရာကြီးနေစမ်းပါဩဘာတွေဒီလောက်တောင်ဖြစ်သွားတာလဲ ညာလူသေးလို့ဗျတေရာမတခြားသူမဟုတ်ဘူးသူ့နဲ့မရဘာတောင်းနဲ့ဦးကြီးမောင်ရဲ့ကျုံရင်ဦးလေးစိန်တောင်းရင်ဇကားပြောနေကြတော့နွားဆွဲသွားတဲ့တယောက်လေဩရွာကိုပြောင်းလာတာမကြသေးဘူးဆိုတဲ့အမဲသက်သမားလားအဲ့ဒီလူကဘလို့ဖြစ်ပြီးတော့သေးတာလဲတရေဝင်စည်းတယ်လို့လို့ဌာပနာဆောင်တွေဝင်စည်းပြီးတော့လုံလိုက်တယ်လို့ ਨੇ သေးတာဗျကျုံကလည်းညာကကျုံရတဲ့ဘာတောင်းအကြောင်းနဲ့ကျုံရဲ့အိမ်မက်အကြောင်းကိုတေချာပြောပြလိုက်တယ် อืมဒါဆိုဒီကောင်ဌာပနာဖောက်လို့အပြစ်ပေးခံရတာပဲကွာဇေဒီပြက်ကဌာပနာဆောင်ကဒီလောက်ကြမ်းမှန်ဒီကောင်မသိတာဆိုတာပေါ့အခုတော့လေအာကုတူကိုအတန်းနဲ့လဲပြီးတော့ယူသွားပြီပေါ့ဦးကြီးမောင်ကလည်းရင်းနှွေးကိုအကုန်မောတောင်းလိုက်ပြီးတော့ထသွားတယ်ဗျဘာသွားလောက်တာလဲဆိုတော့ရင်းနှွေးအစ်စ်ထက်ထက်တာလေဒါနဲ့မင်းဇေဒီပြက်တကယ်အဖောက်ခံရတာလားဆိုတာတွားကြည့်ပြီးပြီလားကျောက်အခုလာတာလေအဲ့ဒီကိစ္စပဲလေ ဇီဒီပြက်ကတကယ်အဖောက်ခံထားရတာကျုပ်ဒီအကြောင်းကိုဘာကြီးလွန်းတင်ကိုသွားပြောတော့နေလေတနာရီတအိမ်တယောက်အစည်းဝေးလို့လိုက်ပြောခိုင်းလို့တရွာလုံးပဲပြောနေရတာဦးကြီးမောင်အင်ကနောက်ဆုံးပဲဦးကြီးမောင်ဦးကြီးမောင်ခြံရှိရခေါ်တန်တဲ့အတူ လူတယောက်ကလည်းဝင်လာတယ်။ဩဘသူလဲလို့အောင်ဆွေးပါလား။လာထိုင်ကွာ။အောင်ဆွေးရလေကျုပ်ဘေးမှာထိုင်လိုက်ပြီးတော့ဘလို့လဲကွာခြေတောက်တွေထောင်းနိုင်သေးရဲ့လား။ ခမ ्या ကရည်နိုင်သေးရဲ့နော်ဖနက်တောင်ဘယ်နာကြကြံခဲ့မှမသိဘူးဟာဒါဆိုရင်အခုစီးထားတဲ့ဖနက်ကရောအဲ့ဒါအိမ်မှာအပေါ်ဝယ်ထားတဲ့ဖနက်လေဓာတ်နဲ့တားလားညာမင်းတို့ရွာမှာလူသေးတွေးလို့ဆိုဟင်မင်းကဘလို့သိတော့ရွာခံဖြစ်တဲ့ဦးကြီးမောင်တော်အခုမှသိရာအေးလေငါတော်အခုမှသိရာမင်းကဘလို့သိလာတာတော့ကျုပ်လေဒီရွာရောက်မှသိတာပါဗျာရွာအလဲပိုင်းအေးတအိမ်ကပြောနေတာကြားခဲ့တာ ဒါနဲ့ဘလို့သေးရတော့မင်းသိကျင်ရင်တော့ဒီကောင်းသားမေးကြည့်လိုက်တော့ဟေ။အောင်ဆွေရလင်းသိကျင်တဲ့အကြီးနဲ့ကျုပ်ဘက်ကိုလှဲကြည့်ရဲ့ဗျ။ဒီလိုဟေ။ကျုပ်တို့ရွာမှာအမဲပေါ်တဲ့လူတယောက်ရှိရဲ့။သူကလည်းတခြားဒေသကပြောင်းလာတာ။အဲ့ဒီလူညားကအတန်နဲ့ကြီးနဲ့អော်ပြီးဒေါအုပ်ထဲကိုပြေးဝင်သွားတော့ကျုပ်တို့ရွာသားတွေလိုက်ကြတာလေ။ဟိုရောက်တော့ကျုပ်တို့ရှိမှရင်ခေါင်းကြီးပြုတ်ထွက်ပြီးတော့တေသွားတာဗျ။ဘသူလောက်ကြလဲဆိုတော့ကျုပ်တို့ရွာဇေဒီပြက်က ထာပနာဆောင်နေရဲ့ဗျဟေးထာပနာဆောင်ကတိတ်အောင်တက်လိုက်တာလား तू ကထာပနာဖောက်လို့လားဖောက်တာဘုံအောင်ဆွေရဒီကောင်ထာပနာဖောက်တဲ့အကြောင်းကိုတက်ခဲတဲ့ထာပနာဆောင်ကတာလကိုအိမ်မက်ပေးရတယ်လေအဲ့ဒါအခုမနက်ဒီကောင်သွားကြည့်တော့တကယ်ပဲဇီရီပြက်က အဖောက်ခံထားရတယ်တဲ့အောင်ဆွေရဲ့အမေကိုလည်းဦးကြီးမောင်ကကျုပ်ကိုစားဝင်းဖြေလိုက်တယ်ဗျနေပါဦးဦးကြီးမောင်ရဲ့ကျုပ်ဒီရွာရဲ့ဇီရီကိုရောက်ဖူးပါတယ်ဇီရီပြက်ကိုမမြင်မိပါလား ဩဇေဒီပြဆိုတာအရင်ကခေါ်တာလေအဲ့ဒီဇေဒီပြကိုရွာသူရွာသားတွေပေါင်းပြီးတော့ပြန်ပြင်ထားတာကြပြီဒါပေမဲ့ဇေဒီပြလို့ခေါ်တာနှုတ်ကျိုးနေတော့အားလုံးကဇေဒီပြလို့ပဲခေါ်ကြတာဇေဒီကတော့အကောင်းကြီးဖြစ်နေပါပြီဩအဲ့ဒီလိုလားအဲ့ဒါကြောင့်ကျုပ်ကဇေဒီပြဆိုတာမမြင်မိပါဘူးလို့တွေးနေတာဒါနဲ့ဇေဒီပြရဲ့ဌာပနာတွေပါသွားတယ်ဆိုတော့အခုရောအဲ့ဒီဌာပနာတွေကပြန်ရပြီလားအောင်ဆွေမီးမ ျောက်ကလည်းဌာပနာပစ္စည်းတွေကိုတတိယမိတော့တယ်လေဟုတ်သားပဲဦးကြီးမောင်ရဲ့ဌာပနာပစ္စည်းတွေကဘယ်ရောက်ကုန်ပြီလဲမသိဘူးဘယ်လိုရှာကြမလဲကျောက်ကသာပြာရခတ်ပြီးတော့မေးတာပါဗျာဦးကြီးမောင်ကတော့ခက်အေးအေးပဲဗျာဘယ်ကိုမှဝေးဝေးလန်လန်သွားရှာစရာမလိုဘူးအဲ့ဒီကောင်အေးထဲမှာပဲအဲ့ဒီပစ္စည်းတွေဟာရှိလိမ့်မယ်ဒီကောင်ရပြီမကြဘူးအသက်ခံရတာဆိုတော့ဘယ်ဟိုမှလည်းရောင်းထွက်မှာမဟုတ်သေးပါဘူးဒါဆိုရင်လေအချင်းရှိတော့တကြီးလွန်းတင်ကိုခေါ်ပြီးတော့ ကိုပါတောင်ကြီးအင်ကိုတွားကြရအောင်လေအေးကွာတွားကြတာပေါ့ဓာတ်နဲ့အောင်ဆိုရင်မင်းလိုက်မလားလိုက်မယ်ဗျာကျုံလဲပြင်းနေတာနဲ့အတော်ပဲကျုံဦးကြီးမောင်နဲ့အောင်ဆိုရလေတကြီးလွန်းတင်ကိုခေါ်ပြီးကိုပါတောင်ကြီးရဲ့အင်ကိုထွက်ခဲ့ပါတယ်ကိုပါတောင်အင်ကိုရောက်တော့နေရအောင်လိုက်ရှာတာပေါ့ဗျာတွေ့ပြီကွာတွေ့ပြီတွေ့ပြီတိတ်ကြကြမရှာလိုက်ရပါဘူးအောင်ဆွေရလှမ်းអော်တယ်ကျုံတို့ကလေအောင်ဆွေနေရာကိုတွားကြည့်ကြတာပေါ့ဒီကောင်တော်တော်မိုင်ရိုင်းနေကောင်ပဲကွာ ဖျားဌာပနာတွေကိုဂတင်းအောက်မှာထားရတယ်လို့တကြီးလွန်းတင်ကလည်းဌာပနာတွေထည့်ထားတဲ့အိတ်ကလေးကိုကြည့်ပြီးတော့ကောက်ချက်ချနေရဲ့တကြီးလွန်းတင်ပြောလဲပြောချင်စရာဗျဖျားဌာပနာကိုမြေမှာချရုံနဲ့မကဘူးလေခြားထားတဲ့နေရာကလည်းဂတင်းအောက်ကြီးမှာ哦ဩမင်းတို့ကောင်တွေတင်ခတ်ပါလားအောင်လန်းပညာတဲ့ကိုတွားပြီးတော့ဖျားစင်းနုတော့မြေပေါ်မှာချတာအပြစ်တင်နေတယ်ဗျာကိုဘတော်ကအောင်လန်းပညာတဲ့ဟုတ်လား အေးပေါ့ကွာဟောဟိုမကြည့်အယိုးကောင်းသေးသေးလေးတွေ့လားအဲ့ဒါခလေးလေးတယောက်ရဲ့ခေါင်းရိုးကုန်မဲကွာဦးကြီးမောင်ပြတဲ့နေရာကိုကြည့်လိုက်တော့လေအယိုးကောင်းခက်သေးသေးလေးဗျခေါင်းကအယိုးခုံပုံစံလေးကိုကြည့်ရနဲ့ခလေးတယောက်ရဲ့ခေါင်းအယိုးခုံဆိုတာလေတန်းပြီးတော့သိတာပေါ့ဗျာဒီနူတော်တော်အနေအထိုင်ပြီးရည်တယ်လို့ပြောရမယ်ဦးကြီးမောင်ရဲ့ဒီကောင်ကအောင်လန်းပညာတဲ့ဆိုတာကျုပ်တို့လုံးလုံးကိုမထီမိတာမှတ်ထားလုံးတင်ရင် အကြံကြီးတဲ့သူဟာပို့ပြီးတော့တတိထားတတ်တော်မှုသူတို့ရဲ့အကြံကိုမရိပ်မိတတ်ကြတာပဲကဲကဲဒီပစ္စည်းတွေသိပြီးတော့ဈေးဒီပြက်ကိုပြန်ပြီးတော့ဌာပနာထဲကြတာပေါ့ကျောက်တိုးရွာရဲ့ဌာပနာအဖောက်ခံရတဲ့တည်င်းကလည်းတော်မီလိုရွာနီးချုံဆက်ကိုပြန့်နှံ့သွားပါတယ်ဈေးဒီပြက်ကိုပြန်ပြင်ပြီးတော့လေကျောက်တိုးပြန်ခဲကြတာပေါ့အဲဒီနေ့တော့ထူးထူးဆန်းဆန်းရွေရာတီကြီးကိုအေးနေတာဗျကျောက်အထင်တော့မိုးဝင်တော့မယ်ထင်ပါတယ်အဖေ ဒီနေ့မှနေရတာခက်အေးအေးနဲ့နော် အဖေရောမအေးဘူးလားအေးကွာနည်းနည်းတော့အေးတယ်လို့ပဲယာသည်အပြောင်းလဲလို့ဆိုရအောင်လေအခုကနှွေးလဲကြီးပဲရှိသေးတာလေမဖြစ်နိုင်တော့ပါဘူးဟိုအသားဖာမအေးကြဘူးလားအေးငါတို့လေအခုတည်းအဲ့ဒီကိစ္စပြောနေတာဒီနေ့မှပဲအေးနေလို့တင်းစင်ရင်ဟုတ်တယ်တော့ကျုပ်လဲမိုးလေးကလေးကအေးနေတာဒါနဲ့ရှင်းနှုတ်သားဖဘယ်သွားเสียရှိသေးလဲကျုပ်ကတော့သွားเสียမရှိပါဘူး အဖေကတော့ဘယ်သွားစရာရှိလဲမသိဘူးရှိရရှိရတင်မလဲကိုစပားမျိုးကိစ္စသွားပြောစရာရှိရင်ဒါနဲ့ဘာလို့လဲတင်စင်ဩဘာရတော့မဟုတ်ပါဘူးဒီအတိုင်းမေးစီတာပါဒါနဲ့အဖေတင်မလဲဆိုရင်တော့ကျုပ်ပါလိုက်မယ်အဖေကလည်းကျုပ်ကိုမျက်မှောက်လေးကျုပ်ကကြည့်လိုက်ပြီးဘာလဲကွာတလာရဲ့တင်မလဲမှာကောက်မလေးရှိလို့လိုက်မလားဟာမဟုတ်ပါဘူးအဖေကအတီတယောက်ကတင်မလဲမှာနေတာတဲ့အဲ့ဒါကြောင့်လိုက်မလို့လေ ။အော်အေးအေးအေးဒါဆိုလဲလဲပြင်လေသွားကြတာပေါ့။ကျုံနဲ့အဖေကလည်းလဲလန်းအတိုင်းဖုန်းတထောင်းထောင်းနဲ့တင်မလဲကိုထွက်ခဲ့ကြတယ်။အဖေဟိုးဟာတင်းငုတ်တို့ကြီးကလူကြီးတယောက်ထိုင်နေသလိုပါပဲလား။ကျုံကလည်းလမ်းရဲ့ဘေးလဲကွက်နှစ်ကွက်ကျော်လောက်မှရှိနေတဲ့တင်းငုတ်တို့ကြီးကိုမြင်တော့ပြောမိတာပေါ့။တင်းငုတ်တို့ကြီးကလည်းတကယ်ကိုလူတယောက်ထိုင်နေရနဲ့တူရာဗျကျောက်တောင်ဆက်ဆက်မြင်းမြင်းချင်းလူတယောက်လိုထင်းနေသေးတာ တေးသေးချာချာကြီးမှတင်းငုတ်တို့ကြီးမှသိရတာလေတာလားမင်းရွာနီးချောင်းဆက်ပတ်သွားနေတာဒါလေးတော့မမြင်မိဘူးလားဒါဆိုရင်တော့ဒီတင်းငုတ်တို့ကြီးအကြောင်းလည်းသိမှာမဟုတ်ပါဘူးမမြင်မိဘူးအဖေရဲ့ဒီတင်းငုတ်တို့ကြီးမှလည်းအကြောင်းရှိရလားရှိရပေါ့ကွာဒီတင်းငုတ်ကြီးကတာမှန်တင့်မင်းရဲ့တင်းငုတ်ဆိုပေမဲ့အရင်ကအခုလိုပုံစံမဟုတ်ဘူးပုံမှန်ပဲစုံပညာတဲ့နှစ်ယောက်ပညာပြင်းရင်းနဲ့တယောက်ကရှုံးသွားတော့သူ့ရဲ့ဝိညာဉ်ကို ဒီတင်းငုတ်ထဲမှာထဲထားခံခဲ့ရတာအဲဒီယာနေတဖြည်းဖြည်းကြာလာတော့အခုလိုပုံစံကြီးဖြစ်လာတော့တာပဲဘာဗျာအဖေကလည်းအဲ့ဒါကိုတိတိကြီးနဲ့လေပိုင်ရှင်ကမခုတ်ဖြစ်ဘူးလားမင်းနဲ့ကွာအစကတော့ခုတ်သေးတယ်ကွာအသားကတော်တော်မှလို့ခုတ်မရတာနဲ့နောက်နေ့မှပဲလွှားနဲ့ဖြတ်မယ်ဆိုပြီးတော့ပြန်သွားတာတဲ့အဲ့ဒီညမှရင်အိမ်မက်ပေးတာလေဟေသူ့ကိုဖြတ်ရင်ခုတ်ရင်တတ်ပြစ်မယ်အရှင်မထောင်မင်းကိုလည်းမချောင်းလန့်အောင် ငါ့ကိုလည်းရမ်းမစနဲ့ဆိုပြီးယောက်ျားကြီးတယောက်က ပြောသွားတာတဲ့ကွာအဲ့ဒါနဲ့ပဲအဲ့ဒီအငုတ်ကြီးကဒီအတိုင်းရှိနေတော့တာပဲဩဒီလိုလားကျုပ်အခုမှမြင်မှုတာဗျကျုပ်ကလည်းပြောရင်းနဲ့တင်းငုတ်တို့ကြီးကိုလှမ်းပြီးတော့ကြီးမိလိုက်တာပေါ့ငါသားတင်မလဲမှာမင်းအသည့်ဆိုတာဘာလို့လဲနာမည်ရောနာမည်ရအောင်ဆွေးရဲ့ဗျကျုပ်တို့ဦးကြီးမောင်နဲ့ဆက်ဆက်ပြီးတော့တီးကြတာလေအဖေကအောင်ဆွေးကိုတီးလို့လား ကျောက်ကလည်းအကုန်ပြောမပြဘဲနဲ့လိမ့်လိုက်တာပေါ့အောင်စွေတို့မသိဘူးအောင်မောင်းမဲ့သိရင်ဒါဆိုရင်လေဟိုရောက်မှအဖေနဲ့မိတ်ဆက်ပေးမယ်ကျောက်တို့လည်းတင်မလဲရွာထဲကိုဝင်လာခဲ့ပြီဗျတင်မလဲရွာကလည်းခြောက်ကန်းကန်းနဲ့ဗျာနှွေရသည်မို့လို့လားတော့မသိပါဘူးချမ်းတချမ်းအရှိကိုရောက်တော့အဖေကလှဲကိုခြံထဲမောင်းဝင်လိုက်တယ်ဗျတောင်းတင်မဲလဲအခုမှပေါ်လာတော့တယ်အသားလက်လက်အရက်ပူပူနဲ့လူကြီးတယောက်ကအိမ်ထရထွက်လာပြီး ကျိုးတို့နှုတ်ဆက်တယ်။အေးကွာငါလည်းအခုနေ့မှ အားရနေထွက်လာခဲ့တာပါ။အေးပါအေးပါဒါနဲ့မင်းရဲ့သားတော်မင်းကိုအရွယ်ရောက်နေပါပြီလား။အေးလေကွာဒါနဲ့စပားမျိုးတွေရောကြမ်းသေးလား။ငါအလားနောက်ကျလို့မကြမ်းတော့ထင်းနေတာ။ကြမ်းတာပေါ့ကွာမင်းဝဲမဲလို့ပြောနေရငါကမင်းအတွက် တမင်ချန်ထားတာပါ။ကျေးဇူးတင်သွားပြီကွာ။ငါလည်းမအားလို့မလာဖြစ်တာတငယ်ချင်းရင်အခုမှပဲရောက်ဖြစ်တော့တယ်။ဒါနဲ့ငါသား မင်းကိုမိတ်ဆက်ပေးရအောင်မင်းဒါအဖေရဲ့ငငယ်လေးရပေါင်းလာတဲ့အဖေရဲ့တငယ်ချင်းနာမည်ကတော့မောင်ကျိုင်းနဲ့တားငငယ်ရဆိုရင်အိမ်ကိုမကြမကြရောက်တယ်လေတားမမမီလို့နေမင်းဟုတ်လားမမီနိုင်စွမ်းတွေနဲနေပြီးထင်ပါတယ်ဦးလေးရလုံးလုံးကိုမမမီတာဗျရပါတယ်ကွာငါမရောက်တာဖြစ်တော်တော်ကြာပြီပဲလေဘယ်မမီပါလိမ့်မလဲကဲကဲအိမ်ထဲကိုဝင်ရင်တွေးလေးတောင်းရင်စကားပြောကြတာပေါ့အဖေနဲ့ဦးလေးကြိုင်ကတော့ စကားတွေပြောကြတာမနာဘူးဗျာကျုပ်ကတော့ဘာမှဝင်မပြောတတ်တာနဲ့ဦးလေးကြိုင်မေးတာလောက်ပဲဖြေရတာပေါ့အခဏကြာတော့လေအဓိကပြောမဲ့စကားမျိုးတွေအကြောင်းရောက်သွားတယ်ဒါနဲ့အဖေနဲ့ဦးလေးကြိုင်ကျုပ်ရွာတဲ့ခဏသွားလိုက်အောင်မေဩအေးအေးအေးသွားလေငါလဲကြာအောင်မှာဆိုတော့ရပါတယ်ကျုပ်ကလေရွာထဲကိုထွက်လာခဲ့တာပေါ့ဗျာအမှန်ပြောရရင်ကျုပ်ကအောင်ဆွေတင်မလဲမှာနေတာပဲတည်တာလေဘယ်နေရာမှာရှိမှန်းသိတာမဟုတ်ဘူး ငါညမဒီရွာကလေအောင်ဆွေဆိုတဲ့သူရဲ့အိမ်ကဘယ်နားမှာလဲဗျကျုပ်ကိုတစ်ချက်လောက်လမ်းညွှန်ပေးပါလားကျုပ်ကလည်းလမ်းမှာမိန်းကလေးတယောက်ကိုတွေ့ရနဲ့မေးကြည့်လိုက်မိတာပေါ့ဗျာအဲ့ဒီမိန်းကလေးကကျုပ်ကိုသေချာကြည့်ပြီးတော့အောင်ဆွေအိမ်ကိုဘာလို့သိကျင်တာလဲမျက်နှာထားတိတိနဲ့ကျုပ်ကိုမိတော့ကျုပ်ကတော့နည်းနည်းတော့ရှိန်သွားတယ်အောင်ဆွေနဲ့ကျုပ်ကတငယ်ချင်းတွေပါဗျအခုလေအောင်ဆွေအိမ်ကိုအလဲသွားကျင်လို့မေးကြည့်တာပါဩ ဒါဆိုရင်လည်းတရနဲ့တန်တန်းသွားရွာရဲ့အစုံဆုံးကအဲ့ဒါအောင်ဆူရဲ့အိမ်ပဲဒါနဲ့ဒီကိုခဏလာအောင်ကျုပ်ထံအသက်ငယ်မဲထင်ရတဲ့မိန်းကလေးကအသက်ကြီးသလိုပြောဆိုနေတော့စိတ်ထဲမှာတမျိုးပဲဗျကျုပ်ကလည်းသူ့အနာတိုးသွားတော့ကျုပ်ရဲ့မျက်လုံးကိုတစ်ချက်ဆိုင်ကြည့်လိုက်တယ်သူ့ရဲ့အကြီးရလည်းကျုပ်မှာစက်သိန်းတွေပါထောက်သွားတာဗျဒီလိုနဲ့ကျုပ်လည်းသူ့ပြောသလိုရွာအစုံကိုဆက်ပြီးတော့ရှောက်ခဲ့တာပေါ့ဗျာဟာတာလာပါလား လာမယ်ဆိုရင်လည်းပြောဖို့ကွာခင်းလေးပါလေကြိုပြီးတော့ချက်ထားလို့ရတာပေါ့နေရောငါလာခဲ့မယ်အိမ်ရခွေရကြိုက်တယ်ကွာချမ်းရှင်းမှရောင်းတောင်းတောင်းဖြစ်နေရဲ့ကျုပ်ကိုအောင်စွေကအိမ်မော်ကလှမ်းမြည်ပြီးတော့ပြောတာလေကျုပ်ကလည်းလာလို့ရောင်းတောင်းတောင်းဖြစ်တုံးဆိုတော့အောင်စွေခြံထဲမှာအိမ်နေတဲ့ခွေးကြီးကလည်းနေတာကြီးမဟုတ်ဘူးတာမန်ခွေးတွေထက်တော်တော်ကြီးတာအောင်စွေကအိမ်မော်ကဆင်းလာပြီးတော့သူ့ခွေးနှစ်ကောင်ကိုလက်နဲ့ပုတ်လိုက်တယ်ကဲလာလာတာလာရေးရပြီး ဒါနဲ့ဘလို့လုံးပြီးရောက်လာတာလဲကိစ္စရှိလို့လားဒါမှမဟုတ်ငါစီတက်တက်လားကိစ္စလေးရှိလို့အောင်ဆိုရင်ဒီရွာကဦးလေးကျိုင်းဆိုတဲ့သူစီမှာကြပားမျိုးအကြောင်းလာမေးနဲ့မင်းစီကိုလှည့်လာတာလေဩဒါနဲ့မေရငါအိမ်ကိုဘလို့သိတာလဲဦးလေးကျိုင်းလမ်းညွှန်လိုက်တာလားမဟုတ်ပါဘူးအောင်ဆိုရကောင်မလေးတယောက်လမ်းညွှန်လိုက်တာသူကလဲကွာငါ့ကိုလမ်းလေးတစ်ခါညွှန်မို့ဘာလို့သိကျင်တာလဲမေးလို့မေးအပြီးတော့ငါ့ကိုတော့စိုက်ကြည့်သွားတယ် ငါမှကြက်သိန်းတွေတောင်ထပါရဲကွာအေကန်နာမင်းငါညမနဲ့တွေ့လာခဲ့ပြီထင်တယ်အောင်ဆွေပြောတော့ကျုပ်လည်းအံ့ဩသွားမိတယ်ဘယ်လိုမင်းညမဟုတ်လားအေးလေကွာမင်းမင်းနေတာထင်တယ်ငါမှညမတယောက်ရှိရလေကွာမင်းကြက်သိန်းထတာကလည်းတာမန်ထတာမဟုတ်ဘူးကွာငါညမမင်းကိုပညာသုံးလိုက်တာမင်းသာငါမသိပဲအိမ်ထဲကိုဝင်လာလို့ကတော့ချန်ထဲရနှကောင်ကမင်းကိုအသေးကိုက်မှာ နေစမ်းပါအောင်မင်းညမလည်းငါ့ကိုအသေးပါလောက်တာလားတော်သေးတာပေါ့ငါချန်နေတမ်းမဝင်မိတာပဲအေးကွာငါတောင်းမတ်ပါတယ်တာလှရာငါညမငါ့ကိုစိတ်ပူနေတာကွာ အရင်တခါတုန်းကလည်းငါမတင်ယုံတမဲဖြစ်ခဲ့တော့သူသိရဲ့လေအဲ့ဒါကြောင့်စိတ်ပူပြီးတော့အခုလိုလုံးလိုက်တာဖြစ်မှာပါတောင်းမတ်စရာမလိုပါဘူးကွာငါလည်းဘာမှဖြစ်သွားတာမှမဟုတ်တာဒါနဲ့မင်းအတွက်အကျိုးပြုမဲ့သူတွေလာတဲ့အခါမင်းဘယ်လိုလုပ်မလဲကွာ သူတို့လည်းငါလိုပဲပညာသုံးနေဦးမယ်။ငါလည်းအဲ့ဒီကိစ္စကိုပြောရအောင်မယ်။ငါစီလာတာကလည်းမိတ်ဆွေတယောက်မှမရှိဘူးလေ။လာတဲ့သူမှန်သမျှကပညာပြိုင်ဖို့နဲ့ပညာသင်ဖို့ပဲလာကြတာ။ငါလည်းဒီပညာတွေဘသူမှမသင်ပေးချင်တော့။ကောင်းပါရဲ့ကွာ။ဒါနဲ့ငါလည်းပြန်တော့မယ်ကွာ။မင်းစီရောက်ဖြစ်အောင်ဆိုပြီးအောင်ရှောက်လာတာ။နေပါဦးလားကွာ။ထမင်းတစ်ခါလေးစားတော့လေ။အာမနာပါနဲ့။အာနာစရာလားကွာ။အခုတစ်ခေါက်တော့မစားတော့။ နောက်တခါစဘာမျိုးလာတယ်မှပဲစားတော့မယ်။ဩအေးပါနောက်အခေါက်ဆိုရင်တော့မင်းသေးချာစားရမယ်ကြားလား။အေးပါကွာဆန်းဆန်းလာစားမယ်ဟုတ်ပြီလား။ငါလဲပြန်လိုက်အောင်မယ်ကွာအဖေဆောင်နေလောက်ပြီ။အေးအေးလမ်းကိုလည်းဂယုဆိုင်ပြန်အောင်။ကျုပ်ကလည်းအောင်ဆွေးအိမ်ကနေပြန်လာတာပေါ့ဗျာ။ဦးလေးကျိုင်အိမ်ကိုရောက်တော့လေကျုပ်ထင်တဲ့အတိုင်းအဖေကကျုပ်ကိုစောင့်နေတာဗျ။ဒီလိုနဲ့ကျုပ်တို့တွေပြန်ခဲကြတာပေါ့။နောက်နေ့ကိုရောက်ခဲ့ပြီ။ဒီနေ့တော့ ကျုပ်တို့ရွာမှာပွဲတစ်ခုရှိနေတာဗျ။ဘာပွဲလဲဆိုတော့ဖိုးတုံးရဲ့မင်္ဂလာပွဲပေါ့ဗျာ။ကျုပ်ကလည်းတေချာဖီးလိမ့်ပြင်ဆင်ပြီးဖိုးတုံးရဲ့မင်္ဂလာဆောင်ကိုထွက်ခဲ့တာပေါ့။ဖိုးတုံးကလည်းလူချစ်လူခင်များတော့ဧည့်သည်တွေကနဲတာမဟုတ်ဘူးဗျ။ငါကောင်ကြီးမင်းနဲ့တို့တောင်ဝိဆုံနဲ့အန်ကိုက်ပဲကွာ။သိပါတယ်ကွာ။ငါကဘာပဲဝဲဝဲအန်ကိုက်ပဲလေ။ရုပ်ရည်အခန်းလေးရလဲရှိတော့ကြည်ကောင်းတာပေါ့ကွာ။ကိုဖိုးတုံးကြီးပဲရှိမနေနဲ့လေ အဲ့ဒီတွေကိုနှုတ်ဆက်ရအောင်မေဩဟုတ်သားပဲလှောင်သူရဲ့ကဲကဲတာလားထမင်းစားသွားလိုက်အောင်ငါတို့အဲ့ဒီတွေနှုတ်ဆက်လိုက်အောင်မေကျုပ်ကတော့ထမင်းစားဆောင်နေဝင်ပြီးထမင်းစားနေတာပေါ့ဗျာဟဲ့ဟဲ့ကိုတာဘောကြီးဘာဖြစ်တာလဲမသိဘူးထူကြပါအောင်ကျုပ်ထမင်းစားနေတော့ကျုံဝိုင်းရဲ့နှဝိုင်းကျော်ကကိုတာဘောကြီးကလဲကျသွားတာဗျကိုတာဘောဆိုတာကျုံတို့ရွာရဲ့ကာလာသားကောင်းဆိုလဲမမအောင်ပေါ့ဗျာကိုတာဘောလဲကျသွားတော့ ျုပ်လည်းထိုင်နေရာကနေထပြီးကိုတာဘောကြီးကိုထူပေးလိုက်တယ်။ကိုကြီးတာဘောဘာဖြစ်သွားတာလဲ။မူးလဲသွားတာလား။ကိုကြီးတာဘောကတော့ခေါင်းကိုဖိရင်းနဲ့စုပ်တက်နေရင်ကိုကြီးတာဘောထမင်းဆက်မစားတော့ဘူးလား။အေးကွာမစားတော့ပါဘူး။ပြန်တော့မယ်ကွာ။ခေါင်းနဲ့မူးလာလို့ကိုတာဘောကြီးကတော့ထမင်းတော်ဆက်မစားတော့ဘူး။ခေါင်းလေးကိုဖိပြီးတော့ပြန်သွားတယ်။နောင်နေရောက်တော့ကျုပ်ဦးကြီးမောင်စီကိုတော့ကိုတာဘောကြီးကိုတွေ့ရတယ်လေ။ကိုကြီးတာဘော ဘယ်အချိန်ဦးကြီးမောင်စီရောက်နေရလဲငါလဲအခုလေးတင်ရောက်တာပါကွာဦးကြီးမောင်ကို မေးစရာလေးတစ်ခုရှိလို့ဒါနဲ့ဦးကြီးမောင်ကျုံညာကျုံခဲ့တာကိုပြောပြရအောင်မယ်ဗျကိုတာဘောကတော့ကျုံအမေကိုဖြည့်ရင်းနဲ့ဦးကြီးမောင်ကိုဆက်ပြောတယ်အေးပြောလေကွာမေးညာဘာကျုံခဲ့လို့လဲဦးကြီးမောင်မေးလိုက်တော့ကိုတာဘောကြီးကဘေးဘီကိုကြည့်ပြီးညာလေကျုံတညာလုံးအန်နေရတာဗျအန်နာဘလောက်တောင်ကြာလဲဆိုရင် ကျုပ်အသက်ရှူတွေပါကြက်လာတဲ့အထိအံ့ရတာဟေးမင်းဘာတွေအစားမမှန်းမှမသိရမဟုတ်ဘူးဦးကြီးမောင်ရဲ့ကျုံမင်းရတနေ့လုံးဖို့တော့မင်္ဂလာဆောင်မှာစားတဲ့တနက်ပဲရှိရဲ့ဗျညာကအန်နာကလည်းအံ့ရပြီးတော့လေပင်ကလည်းအညစ်ခံထားရသလိုဖြစ်နေတာဦးကြီးမောင်ရဲ့ကျုပ်လည်းမတင်ငါတော့တာနဲ့ဖျားဆင်မောကပရိရေတောင်းလိုက်တော့မှတက်တာသွားတယ်ဒါဆိုရင်ညာ၈နာရီလောက်အိမ်ကိုလာခဲ့မင်းကိုတရောက်ရောက်လှုပ်ထားပြီထင်တယ် ကျုံလဲအဲ့ဒီလိုထင်တာဗျအခုထီအောင်လေဘင်းကအင့်နေတော့အေးအေးအခုတော့ငါကွန်းတရာကျွေးလိုက်မင်းဦးကြီးမောင်ကပြောပြရနဲ့ကွန်းအင့်ထဲကကွန်းတရာကိုထုတ်ကိုကြီးတာပေါ်ကိုကျွေးတယ်ဗျကိုတာပေါ်ကလည်းအရင်ကတည်းကကွန်းစားတာဆိုတော့ကန်ဝါလိုက်တာပေါ့ဗျာကျုပ်တို့သုံးယောက်ကတော့အချင်းတော်တော်ကြစကားပြောပြီးမှလူစုခွဲလိုက်ကြတယ်ညာရောက်တော့ကျုပ်ကတော့ရှင်းနာကြီးထိုးဖို့စောင့်နေတာဗျ။ကာယကံရှင်ကိုတာဘောတော့မသိပါဘူး။ကျုပ်ကတော့ တိတ်ကိုတိကျနေပြီလေဗျာညာ၈နာရီထိုးတဲ့နာရီတန်ပြီးတာနဲ့ကျုပ်ကလည်းဦးကြီးမောင်အင်းကိုထွက်ခဲ့တာပေါ့ကိုသားဘိုးကြီးရောက်တောင်နေပြီလားဗျအေးကွာခုနကမှရောက်တာဒါနဲ့မင်းရဘာကိစ္စရှိလို့လဲဘာကိစ္စမှမရှိပါဘူးဗျာစူးစမ်းကြလို့လာတာလေတာပေါ့မင်းအခုနေရောဘာထူးသေးလဲထူးတယ်ဦးကြီးမောင်ရဲ့ကျုပ်အခုနေခန္ဓာကိုယ်ကပူလာလိုက်အေးသွားလိုက်နဲ့ငပြားဝင်နေတယ်လို့ပါပဲဦးကြီးမောင်ရာ နေရထိုင်ရတော်တော်ဆိုးတာဗျကဲကဲဒါဆိုရင်လေဖះအရင်ရှစ်ခိုးလိုက်အောင်ဦးကြီးမောင်ပြောလိုက်တော့ကိုသားဘောကြီးကဖះရှစ်ခိုးတယ်ဗျကိုသားဘောကြီးဖះရှစ်ခိုးရင်းနဲ့တချက်တချက်တွန်သွားပုံကြည့်ရတာသူပြောတဲ့ချမ်းတလို့လို့ပူးတလို့လို့ထထဖြစ်တာဖြစ်မယ်ဦးကြီးမောင်ကျုံနေလေရထက်ပုံဆိုးလာတယ်ဗျလောက်ပါအောင်ဘိုက်ထဲမှာလည်းမီးစာကြီးဝင်နေတယ်လို့ပဲလောက်ပါအောင်ငါသိတယ်ငိမ့်ငိမ့်နေလိုက်မင်းကိုအစာနဲ့လှုပ်ထတာကွာ ပြောရရင်အစာပေးမော်ကွာ။ဗျာကျုပ်ကိုအစာအပင်းထည့်တယ်ဟုတ်လားဘသူလောက်တာလဲ။ဓာရီအตาထားဆက်မှာကွာ။မင်းစီယာမကောင်းတဲ့အရာတွေကိုအရင်ထုတ်ရမယ်။တာပေါ်လက်အုပ်ချီပြီးတော့တမလင်ခွေထိုင်းလိုက်။ဦးကြီးမောင်ခိုင်းတော့ကိုတာဘောကြီးကလက်အုပ်ချီပြီးတော့ထိုင်နေတာပေါ့ဗျာ။ဦးကြီးမောင်ကတော့ကိုတာဘောကြီးကျောကိုလက်နဲ့တက်ချတယ်ဗျ။တက်ချတယ်သာပြောတာပါ။အောက်ကိုတက်တာမဟုတ်ဘူး။အပေါ်ကိုတက်တာ။တာနာထွေးခန့်တစ်ခုတော့ယူခဲ့ ကျုပ်ကလည်းဒီလောက်ကတော့သိတာပေါ့ဗျာကိုသာဘောကြီးအရှိကိုထွေးခန့်ကိုချပေးလိုက်တာပေါ့အဲ့မီးဗျာအဲ့မီးကိုသာဘောကြီးလည်းတဝောဝောနေအန်တာဟာသပင်းတွေပါလားကိုသာဘောရဲ့ဟေးသပင်းတွေဟုတ်လားကိုသာဘောကြီးကလည်းကျုပ်စကားကိုကြားတော့အန်ရလို့မောနေတဲ့ရှင်မဲကြီးကိုဖိပြီး ထွေးခန့်ထဲကိုအမြဲကြည့်တယ်ဒီသပင်းတွေကဘလို့လောက်ပြီးငါးပိုက်ထဲရောက်နေတာလေများလိုက်တဲ့သပင်းတွေကွာ အဲ့ဒါဇပင်းအပင်းနေကွမင်းတခုခုစားနေတော့အဲ့ဒီဇပင်းကိုထိလိုက်တာဦးကြီးမောင်ပြောလိုက်တော့ကိုသားဘောကြီးကမျက်လုံးကြီးအပြူးသားနေဗျကိုသားဘောရာဒီလောက်ဇပင်းတွေရများတာစားတော့ငါတတိမထားမိလိုက်ဘူးလားဟာตาလှတော့ပြောတော့မင်းตาဘောစားတော့ငါအခုလိုဇပင်းအထွေးလာကြီးဟုတ်မလားကွဇပင်းတချောင်းနဲ့ပဲမျိုးချခဲ့ရလေဘိုက်ထဲရောက်မှလှုပ်တဲ့သူကပညာနဲ့ပွားလိုက်တာပေါ့ကွာဩ ကျောက်ကဘဲတိမလဲဗျာဒါနဲ့ကိုသားဘောအခုရောတက်တာသွားပြီလားအေးကွာတော်တော်လေးတော့ဟာကိုသားဘောကိုသားဘောကြီးကစကားတောင်မဆုံးသေးဘူးထပ်ပြီးတော့အံပြန်နာဗျဒီတခါအန်နာကတော့တွေးတွေဗျာတွေးတွေမှာတော်တော်များတယ်ဒီပညာတဲ့အတိန်ရဲလာကြီးလားငါနဲ့တွေးကြပြီဗောဦးကြီးမောင်ကြည့်ရတာတတော်ဒေါသထွက်သွားပုံပဲထိုင်နေရာကနေထားလိုက်ပြီးတော့ကိုသားဘောကြီးရဲ့ဆက်ကို လုံဝန်းဆောင်နဲ့ဖြောင်းကနေနေအောင်ရိုက်ချလိုက်တယ်။အတန်ကြီးကလည်းတော်တော်ကြဲတာအပြ။ကိုယ်သာဘောကြီးရတော့ဘလို့နေတယ်မသိပါဘူးကျုံကတော့ဇက်ကလေးပူသွားတာပါပဲဗျာကိုသာဘောကြီးရလည်းလဲကြနေရကနေခဏကြာတော့ပြန်ထလာတယ်ဦးကြီးမောင်ကျုံဘာဖြစ်သွားတာလဲဘာမှမဖြစ်ပါဘူးကွာရပြီတာဘောမင်းတို့ဘာမှလုံလို့မရတော့တေးကြလို့လားဦးကြီးမောင်ရဲ့ခေါင်းကတော့သွေးတွေအန်ထားတာနော်ဒီကောင်တာလှတော့ ငါလုံးရင်နာအောင်မယ်သိကြတယ်ငါပြောရတယ်ကဲကဲနှစ်ယောက်လုံးပြန်ကြတော့ငါလုံးစရာတွေရှိသေးတယ်ဦးကြီးမောင်နှင်းလို့တော်ရင်ကျုံနဲ့ကိုသားဘိုးကြီးကပြန်ခဲရတာပေါ့ဗျာကျုံကတော့အခုညောင်းတိတ်ပြီးတော့မကြေနပ်ဘူးဗျကျုံထင်တာပွဲကြီးပွဲကောင်းပေါ့ဗျာဦးကြီးမောင်ကမတိုက်ပဲနဲ့ကိုသားဘိုးကသာကူညီပေးလိုက်တာလေကျုံအင်ရောက်တော်လေအဖေနဲ့အမေကမအိပ်သေးပဲနဲ့စကားတွေထိုင်ပြောနေကြတော့ဗျကျုံနဲ့ပါဝင်လိုက်တော့ မိသားစုစကားဝိုင်းလေးဖြစ်သွားတာပေါ့ဗျာကျုပ်တို့စကားဝိုင်းလေးကတော့မီးရောင်ဝင်းဝင်းလေးနဲ့ငိမ့်ငိမ့်ညောင်းညောင်းလေးစတင်တော့တာပေါ့ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စောင်းရေးစင်ရရွှေဝင်းထုံရေးသားထားတဲ့ဦးကြီးမောင်နဲ့အစာပင်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစာဆုံးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်နောက်တစ်ခါမှပရိသတ်တွေအားလုံးအတွက်ဘလို့ဇာတ်လမ်းကောင်းလေးတွေကိုတင်ဆက်ပေးတော့အောင်မလဲဆိုတာကို စောင့်မျှော်အားပေးနာဆင်မှုအတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရယ်။နာဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ရှင်။ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါရယ်ရှင်။